မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဘကိုးတိုင်းရန်ကုန်မန္တလေးလမ်းပိုင်းမှာ PDF ရဲဘော်များဒီကနေ့ဆက်စည်ပြုလုပ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းတွင်ရှိရန်ကုန်မန္တလေးလမ်းပိုင်းမှာပြည်သူ့ကာကွယ်တပ်မတော် PDF ဗျူဟာ23တပ်ဖွဲ့ဝင်တွေကမလ29ရက်နေ့မှာဆက်စည်ဆောင်ရွက်နေတဲ့မှတ်တမ်းထပ်ပုံတွေကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန PDF စီရင်ချုပ်ကသတင်းထုတ်ပြန်ပါတယ်။မလ29ရက်ကစစ်ကောင်စီကတပ်မတော်နေအမည်နဲ့အခမ်းအနားကျင်းပနေတဲ့မြို့ဖြစ်ပါတယ်။လမ်းပိုင်းဆက်စည်မှုဒေတာ အသေးစိတ်အခြေအနေကိုဖော်ပြမထားတော့လဲလမ်းမကြီးပေါ်မှာမော်တော်ယာဉ်တွေကိုရဲဘော်တွေကစစ်ဆေးနေမှုတပ်ပုံတွေကိုဖော်ပြထားပါတယ်။ PDF နဲ့မဟာမိတ်တွေကပဲခူးတိုင်းကြောက်တကားမြို့နယ်ဖြူးမြို့နယ်အတွင်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်ကောင်စီတပ်ဆွဲထားတဲ့ case scan တွေကိုဖေဖော်ဝါရီလကုန်ပိုင်းကတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းခဲ့ပါတယ်။ဖေဖော်ဝါရီ25ရက်နဲ့26ရက်တွေကဆင်နွှဲခဲ့တဲ့အဆိုပါစစ်စင်ရေးမှာစစ်ကောင်စီတပ်တည်ဆုံတိုက်ခိုက်မှုရှိပါတယ်။ PDF အနေနဲ့စစ်ရေးလှုပ်ရှားမှုတွေတိုးမြင့်ဆောင်ရွက်သွားမှာဖြစ်ပြီးပြည်သူများစစ်ကောင်စီတပ်များ case scan များအနီးမလို ိုအပ်ဖဲတွားရောက်ခြင်းမပြုကြဘူး PDF စေယုံချုပ်ကထုတ်ပြန်ထားပါတယ်။လက်ရှိအခြေအနေမှာကာကွယ်ဝင်ကြီးဌာနလက်အောက်ရှိ PDF နဲ့တိုင်းသားတော်လိုင်းအင်အားစုတွေအနေနဲ့မဟာဗျူဟာလမ်းများစွာကိုစိုးမိုးထိန်းချုပ်ထားပြီးဖြစ်တယ်လို့ NUG ကာကွယ်ဝင်ကြီးဌာနရဲ့2024စီရင်ဖြစ်ပေါ်တိုးတက်မှုအခြေအနေဖော်ပြချက်မှာအတည်ပြုထားပါတယ်။ မန္တလေးရွှေဘုံမြကြီးနာလန်မန္တလေးမတရားတပိတ်ချင်းဗမော်လန်မန္တလေးလာရှိုးမူဆလန်ပသိမ်မုံရွာလန်ပဲခူးတထုံဖအံမြဝရီလန်မုံရွာကလေးတမူလန်မင်းဘူးအန်စစ်တွေလန်ပြည်ပရောင်းတောင်ကုန်းလန်ရှမ်းကုန်းမော်လမြိုင်တန်ပြူစီရရှိတဝဲမြိတ်ကော့တောင်းလန်တို့ကိုစင်းမိုးထိန်ချုပ်ထားနိုင်ကြောင်းဖော်ပြပါရယ် ဆက်လက်ပြီးအာနာသိန်းခေါင်းဆောင်မိသားစုအကျိုးအတွက်အသုံးပြုနေခြင်းဖြစ်ပြီးစစ်သားများပြည်သူနဲ့ပူးပေါင်းကြဖို့ PDF ဗျူဟာ33စစ်စင်ရေးမှုတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်ဝန်ပြည်သူများကိုအတင်းအဓမ္မလူသစ်စုဆောင်နေခြင်းအပါအဝင်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်လှုပ်ဆောင်နေတဲ့လုံရက်တွင်အားလုံးကနိုင်ငံအကျိုးအတွက်မဟုတ်ပင်၎င်းမိသားစုနဲ့စစ်ကောင်ဆောင်တစုအတွက်အသုံးချနေခြင်းဖြစ်ကြောင်းပြည်သူကာကွယ်တပ်မတော် PDF စစ်စင်ရေးနယ်မြေတောင်ပိုင်းစစ်တီသားဗျူဟာ33စစ်စင်ရေးမှုရဲဘော်စောဒါကောကပြောပါရယ်။ရဲဘော်စောဒါကောဦးဆောင်တဲ့ဒေါနာ တိုင်ရင်ကိုပြည်သူစစ်မှုတန်းတပ်သားတစ်နှံဦးလက်နက်နဲ့အလင်းဝင်လာမှုအခြေအနေနဲ့မေးမြန်းခဲ့ရအခုကဲ့သို့ပြောဆိုလာတာပါဒေါနာတိုင်ရင်ကိုအလင်းဝင်လာသူစုစုပေါင်း60ကျော်ရှိပြီးအဲ့ဒီနဲ့20ကျော်ကစစ်ကောင်စီကိုပြန်လည်တော်လှန်တိုက်ခိုက်နေကြောင်းရဲပေါ်စောဒါကိုကပြောပါတယ်ဒါကြောင့်ကြံနေတယ်စစ်ကောင်စီတပ်သားတွေပြည်သူဘက်ကိုရက်တည်ရန်လိုအပ်ကြောင်းတိုက်တွန်းပါတယ်ပြည်သူနဲ့အတူတူပူးပေါင်းသွားဖို့လိုအပ်တယ်မျိုးရဲမှအကြမ်းဖက်ပြီးနေတဲ့သူကိုပြန်ပြီးဆိုရင်အတင်းအဓမ္မစစ်သားစုဆောင်နေတဲ့ဟာတွေကဒါသည်အဖြစ်မဟုတ်ဘူးလက်ရှိစစ်ကောင်စီမြ ောင်းလိုင်းလုံနေတဲ့ဟာရီအားလုံးကတိုင်းပြည်အတွက်လည်းမဟုတ်တလို့လူမျိုးအတွက်လည်းမဟုတ်ဘူးနိုင်ငံအတွက်လည်းမဟုတ်ဘူးသူကိုယ်ကျိုးအတွက်ပင်ဖြစ်တဲ့သူမိသားစုတစုလက်တဆုပ်စာလူတစုအတွက်ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေကပြည်သူ့ဘက်ရပ်တည်ပြီးမြန်မြန်လေးပြည်သူနဲ့ပူးပေါင်းပြီးဆက်သွားဖို့ပေါ့လို့ဘျူဟာ33စစ်စင်ရေးမှုကဆက်ပြောပါတယ်ဒီလိုပူးပေါင်းခြင်းမပြုလုပ်ပါကအတိတ်ပဲမြင့်ပိစမှုရီနဲ့ကြောင်ရမှာဖြစ်ကြောင်း၎င်းကပြောပါရင်စစ်မှုဒဏ်မိပါသွားတဲ့တွင်အလုံးကဘယ်နေရာဖယ်တီတာမှာတိဆုံးကြဆုံးမှန်းမသိသေးတော့လေ တားသေးလဲအမေမသိဒီလိုမျိုးအခြေအနေတွေကလက်ရှိတော်တော်များများကြားနေရတယ်တချို့တွေကစစ်မှုတန်းပါစာတွေကိုစင်ရေးပြင်းထန်တဲ့နေရာတွေတောက်လျှောက်ပို့ခဲ့တာလို့ရဲဘော်စောဒါကိုကပြောပါတယ်လက်ရှိမှာစစ်ကောင်စီကအတ္တမစစ်သားစုဆောင်ပြီးချိန် အချိန်တိုစစ်တနံပေးထားတဲ့တသားသစ်တွေကိုကရင်နီရခိုင်ရှမ်းကရင်စားတဲ့စစ်ပွဲပြင်းထန်တဲ့ဒေသတွေကိုဆီလွတ်နေပါတယ်။စစ်ပွဲရန်ပြင်းထန်တဲ့နေရာဒေသတွေနဲ့ကိုတွန်းပို့လို့တလို့ပဲလို့ရဲဘော်စောဒါကပြောပါတယ်။ဒါကြောင့်ရောက်တဲ့နေရာဒေသမှာပြည်သူများတော်လိုင်းတက်များကိုဆက်သွဲပြီးအမြန်ပူပေါင်းကြဖို့စစ်ကောင်စီတပ်သားတွေကို၎င်းကတိုက်တွန်းပါတယ်။လူသစ်စုဆောင်ခံရသူများအပါအဝင်ပြည်သူ့ဘက်ရက်တီလို့တဲ့စစ်သားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့ကာကွယ်တပ်မတော်ဒေါနာတန်ရင်နဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့များနီးဆိုင်ရာတော်လိုင်းတက်ဖွဲ့တွေကိုချိန်ဆက်ပြီးအလင်းဝင်ရောက်နိုင်ကြ ကြောင်းလဲဒေါနာတရင်ကအသိပေးထားပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG တော်လိုင်းကောင်းဆောင်တွေနဲ့တိုင်းရင်းသားတော်လိုင်းတပ်ဖွဲ့ကောင်းဆောင်တွေကလည်းစစ်ကောင်စီတပ်သားတွေရတဲ့နီးနဲ့တော်လိုင်းတပ်ဖွဲ့များနဲ့ပူးပေါင်းတိုက်တွန်းထားပြီးအခုနှစ်မှာစစ်ရေးအရှိန်မြင့်တင်ရန်ရှိကြောင်းအသိပေးထားပါတယ်ဆက်လက်ပြီးအရာပရိမြဝကျုံပေါ်ဒေသလူမှုလုံခြုံရေးတတိပီးချက် PLF ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်အရာပရိမြဝကျုံပေါ်ဒေသတွင်စစ်ရေးတင်းမာလာမှုနဲ့စစ်ကောင်စီရဲ့နေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ပုံခုချင်းများတူထိုင်ရပါဝင်အချက် တစ်ချက်ပါတတိပီးချက်ကိုပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ PNL ကထုတ်ပြန်ပါတယ် PNF ကအရာရီတိုင်းတွင်ရှိ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာအရခတက်တော်အင်းနဲ့တူပူပေါင်းပြီးတိုက်ခိုက်နေတဲ့ဖွဲ့ဖြစ်ပါတယ်။စစ်မျက်နှာများကျင်းပြန့်လာတာနဲ့များစစ်ကောင်စီဘက်မှလက်နက်ကြီးညှမ်းတမ်းပစ်ခတ်မှုလေရင်လေဒီဒရုန်းများဖြင့်ရက်ရွာစင်းယုံစီကံဘာသာရေးအဆောင်မကျန်လီကြောင်တိုက်ခိုက်မှုတွေကိုကြိုတင်ကာကွယ်ဖို့တတိပီကျန်လို့ဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်ပွားရာနေရာနီးမှာထေသားကန်နီမှာကတုတ်ချင်းဘုံကိုချင်းတွေကိုခိုင်ခိုင်မာမာတူထားကြဖို့ဂျက်လင်ရဟတ်ရင်လေဒီဒရုန်းဘုံကျဲဒရုန်းများလက်နက်ကြီးများစံကြပါကစူဆန်းခြင်းနိုင်လန်ကြည့်ရှုခြင်းမပြုဘဲဘုံကိုချင်းများ များကရုကျင်များအတွင်ကိုဝင်ရောက်နေထိုင်ကြဖို့လင်းရင်လက်နက်ကြီးတပ်များကြားချင်းဘုံကိုကျင်များဤမှာမရှိပါကကြီးမြက်ွယ်နေရများမြေနှိမ်ပိုင်းနေရများရှေးမြောင်းများလက်ကတဲ့များချောင်းကဘာများစတဲ့နေရာတွေမှာဝစ်ပြီးနေကြဖို့အကြံပြုထားပါတယ်။ ဒါအပြင်မြို့ရွာများမှာစစ်ကောင်စီတပ်များစကန်ချတပ်ဆွဲခြင်းများရှိပါကအချိန်မီရန်တပ်ပစ်ခတ်နိုင်တာကြောင့်သတိပြုဆောင်ကြည့်ဖို့နုံနုံကြကြအိပ်ဆက်ချဖို့နဲ့လင်းရင်လက်နက်ကြီးတိုက်ခိုက်မှုတွေရှိလာမှာကပြည်သူအချင်းချင်းချက်ပေးခြင်းအတိပေးခြင်းတွေကိုဆောင်ရွက်ကြဖို့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိလာပါကကလီးငယ်များတက်ကြီးရွယ်ဦးများနဲ့ကိုဝင်ဆောင်တဲ့များနာကိုကွန်ဆာဝင်းစာရီနဲ့ပိတ်ထားပေးဖို့လည်းအကြံပြုထားပါတယ်။ဒါအပြင်ဓာတ်ဆီလောက်စားစီတွေကိုလုံခြုံတဲ့နေရာများမြေကြီးတင်းထဲမှာထားကြဖို့နဲ့တိုက်ပွဲဖြစ်ပွားရနေရာတွေနဲ့စစ်ကောင်စီတပ်များစကန်ချ ခဲ့တဲ့နေရာတွေမှာမပောက်ခွဲသေးတဲ့ခေရန်အကျဉ်းချက်များနဲ့မြေမြုပ်မိုင်းများရှိနိုင်တာကြောင့်အဲ့ဒီနေရာတွေကိုတွန်းလာခြင်းတွေကိုအတက်နိုင်ဆုံးရှောင်ကျဉ်ပေးကြဖို့မပောက်ခွဲသေးတဲ့စစ်ပစ္စည်းလက်နက်များအပိုင်းစာများဘုံတိများတွေ့ပါကကင်တွဲခြင်းနေရာရွှေ့ပြောင်းခြင်းများမပြုလုပ်ကြဖို့နီးစပ်တဲ့တော်လိုင်းအင်အားစုတွေကိုဆက်သွယ်အကြောင်းကြားကြဖို့လည်းတိုက်တွန်းထားပါတယ်။ဒေသတွင်သတင်းနဲ့ခိုင်လုံတဲ့သတင်းအရမြင်များမီဒီယာတွေမှတက်ဆင်စင်ရေးသတင်းများတိုက်ပွဲသတင်းများကိုအချိန်နဲ့တပြေးညီလည်လာကြဖို့နဲ့နေ့စဉ်တွန်းလာနှုတ်ရှားမှုတွေကိုစင်ရေးသတင်းနဲ့တွန်းလာဆောင်ရွက်ကြဖို့တတိပြုထားပါတယ်။အထ က်ပါသတိပေးချက်တွေကိုတန်နိုင်သမျှလိုက်နာဆောင်ရွက်ပြီးတော်လိုင်းကာလကိုတော်လိုင်းသတိစီရီသတိတွေနဲ့စီစီလုံးလုံးညီညီညွတ်ညွတ်လက်တွဲညီညီစုစည်းချိတ်ဆက်ပြီးအရာဝတီမြဝကျုံပေါ်ဒေသလူမြောက်ဖို့အတွက်အတူတကွစ조사ဖြတ်ကျော်ကြဖို့ PLF ကတိုက်တွန်းထားပါတယ်။စီရီအခြေအနေကမြင်းနဲ့အတိုင်းပါပဲ။တရက်ထက်တရက်ပိုပြင်းထန်လာပြီးရှေ့ဆက်ပြီးတိုက်ပွဲတွေကိုပိုပြင်းထန်မှုရှိပါတယ်။အဓိကအရက်သားတွေအနေနဲ့ဘေးကင်းလုံခြုံရေးကိုအာရုံစိုက်ဖို့လိုပါတယ်လို့အရာဝတီတိုင်းမှာကာဝင်းရဲဘော်တောင်းကပြောပါတယ်။အရာဝတီတိုင်းမှာရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့မြို့နယ်အချို့မှာ ီးခဲ့တဲ့ဇန်နဝါရီလမှစပြီးတိုက်ပွဲများဖြစ်ပွားခဲ့ပြီးအခုအခါရှိကြီးတာပေါင်းတဲ့လေးမျက်နှာမျိုးနယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ဇန်နဝါရီလကတိုက်ပွဲမှာကွာမျိုးနဲ့ဆက်ဆက်နေတဲ့ရွှေတောင်ရဲမျိုးနဲ့မှာဖုံးမိရွာကိုစစ်ကောင်စီကလီကြောင်းမှာဘုံချင်းတိုက်ခိုက်ခဲ့ရာတရွာလုံးပြက်စီးသွားခဲ့ပါတယ်။လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာလည်းစစ်ကောင်စီကဂျက်ဖိုက်တာများဇက်တက်လီဒီများလက်နက်ကြီးများပစ်ခတ်မှုတွေပြုလုပ်နေပါတယ်။ရွှေကြီးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းဒေသရင်းစည်းရေးအခြေအနေကြောင့်လေကြောင်းနဲ့လက်နက်ကြီးဇက်တက်လီဒီများအနေရကိုသတိပြုနေထိုင်ကြဖို့လည်းသတိပေးချက်ထုတ်ပြန်ထားပါတယ်။ဆလပီချောင်းမျိုးပေါ်ရှိစစ်တပ်တွေ့ဆဲထားတဲ့ထွေအုပ်ယုံနဲ့ဂိတ်စကန်တို့ကိုဒရုန်းနဲ့ဘုံချင်းတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများ ထိခိုက်သေးဆုံးမှုရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းချောင်းမြို့ပေါ်ရှိအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့ထွေအုံရုံနဲ့ case scan တို့ကို drone နဲ့ပုံကျဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရှိဦးမြင့်နဲ့ပါကဖတာဝန်ခံကပြောပါရယ်။မတ်လ29ရက်နေ့နေ့လယ်12:38မိနစ်ခန့်မှာချောင်းမြို့ပေါ်ရှိအကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့ထွေအုံရုံနဲ့မြောက်ဖက်ဂိတ်တို့ကိုတော်လိုင်းရဲဘော်တွေက drone နဲ့ပုံသည့်တုံးလုံးချင်းချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါရယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သ ိဆုံးမှုရှိတော့လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးရင်နောက်ကျန်ဘတ်စစ်တပ်ဘက်မှလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရှာတပ်ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ထွေအုံယုံကတစ်လုံးမြောက်ခိတ်ကနှလုံးပုံကျဲတိုက်ခိုက်ခဲ့ပါတယ်မြောက်ဖက်ကိတ်ကထိခိုက်မှုရှိရလို့သိရတယ်စစ်ခွေးတည်စင်းကတော့အတိအကျတော့မသိရသေးပါဘူးအင်အားကနှစ်ခုပေါင်း80ရှိပါတယ်လို့ပြည်သူ့ကာကွယ်ရေးဖွဲ့ရေဦးမြို့နယ်ပကဖတာဝန်ခံကပြောပါတယ်အစိုးရတိုက်ခိုက်မှုကိုရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့မြောက်ပိုင်းပကဖကပြုလုပ်ခဲ့တာဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မ ရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရှင်